လော်ရိုခရစ်ဆော့ဒန်ပေါ်မာဆင်တို့နဲ့အတူပရီးမီးယားလိဂ်ဂိမ်းဝီ28ကိုကျွန်တော်တို့တူခမန်းလိုက်ရအောင်မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူအနီချူဒူရီဘောလုံးပွဲတွေကိုဘီဇနက်စ်ရအားပေးမဲ့ညီကိုတွေအတွက် UAP တင်ဆက်ပေးနေတဲ့ဒီကဏ္ဍလေးကနေထုံးတိုင်းပဲဒီတစ်ပတ်မှာရှင်ပြိုင်ကစားမဲ့ Premier League Game Week 28ကိုဖုတ်ဘောပန်းတွေနဲ့အတူကျွန်တော်တို့တူတူခက်မှန်းဆွေးနွေးလိုက်ရအောင် ဆိုတော့ကျွန်တော်ညီကိုရဲ့အကြိုက်ကအဓိကပဲနော် ကိုခန့်ရွေးချယ်ပြီးလို့လော်ရိုတို့စောက်တန်တို့ကခမန်းပြီးလို့ငားအဲ့တင်ရွေးလိုက်တယ်မလုံးနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တွေလည်းမမှန်ဘူးမှားတဲ့ပွဲတွေလည်းများတယ်မှန်တဲ့ပွဲတွေလည်းရှိပါတယ်အာမခံလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တွေရဲ့ရွေးချယ်မှုကအကြံဉာဏ်လေးတစ်ခုပဲဖြစ်လိမ့်မယ်။အော်ဒီဘဲတွေကဒီလိုပြောသွားတယ်။ငါရဲ့အကြိုက်ကဒီလိုရှိတယ်။ပြန်ပြီးတော့ငါတို့ဒါကို adjust လုပ်ကြည့်မယ်။ Okay ဒါဆိုအဖြေကဒါထွက်တယ်။ဒါကျွန်တော်အကြံပေးတာပါ။ Okay ။ အကျွန်တော်ပထမဆုံးပွဲ Northern Forest နဲ့ Man City အကြောပေးမှုရတော့ပြော့ရယ်ဗျ Northern Forest ဘလောက်ကောင်းကောင်းနှိမ်ပြောရမှာမဟုတ်ဗျာဟို Forest က Forest ပဲပြီးခဲ့တဲ့ရာသီတွေမှာတန်းစင်းဆုံးတိုက်ပွဲတော့သူပြိုင်ဆိုင်ခဲ့ရတာဒါကြီးကို Man City ကတည်မကြိုက်ရပြီဆိုတော့စဉ်းစားခြင်းစရာပဲဗျာဘရိုပဲတွေးကြည့်လိုက်တော့ကျတော့ဒီပွဲကိုဘလို့ခတ်မှန်းထားတယ်လော်ရိုက မန်စီးတီး2-1နဲ့နိုင်မယ်လို့ခမန်းထားသလိုဆောက်တန်ကလည်းမန်စီးတီး2-1နဲ့နိုင်မယ်လို့မှန်းထားပါတယ်ပေါ်မဆင်းကလည်း2-0နဲ့နိုင်မယ်လို့မှန်းထားပါတယ်ကဲကျွန်တော်ညီကိုရောဘယ်အသင်းကြိုက်လဲကျွန်တော်ကတော့ဒီပုတ်ကိုသွင်းအောင်နဲ့ဒီပွဲကိုတော့အမြင်ချင်းတူတယ်မန်စီးတီးအနေနဲ့အနီးကပ်ဆုံးမှာရှိနေတဲ့ပြိုင်ဘက်ကိုဘာပွဲမှလည်းမရှိဘူးဗျာဘာဖိအားမှလည်းမရှိဘူးအနိုင်မရရအောင်ကန်တဲ့မက်ဆီဒီဆိုတာဘာလဲပြန်ပြီးတော့တစ်ချက်လောက်တော့ဟိန်းဟောက်တဲ့ဒီနေ့ရာဒီမှာမက်ဆီဒီကို မလေးမစားလုပ်တဲ့အသေးနဲ့တော်တော်လေးများနေပြီအဲ့တော့ PUBG အနေနဲ့ modern viewer ပိုင်းတွေကိုမွေးဖွားပေးခဲ့တဲ့နီးပြတယောက်ဖြစ်တယ်ဆိုတော့အားကောင်းမောင်းတဲ့အခြေအနေနဲ့ပြန်ပြီးဟစ်ကြွေးဖို့လိုတယ်မန်စီးတီးတင်းကိုပဲအားပေးကြပါရခင်ဗျကျွန်တော်နောက်ထပ်တပွဲက Brighton နဲ့ Fulham ဖြစ်ပါတယ်အကျော်ပေးမှုကတော့ Brighton ကပြန်ပြီးတော့ပေးထားတာပါတေကြရင်အပြည့်ဝဆုံးရှုံးမဲ့အကျော်ပေးမှုမျိုးဖြစ်ပါတယ် Brighton အခုနောက်ပိုင်းပွဲတွေတော်တော်ကောင်းနေတာနော် ဲ့လိုကောင်းနေတဲ့အခြေအနေမှာဒီကြောပေးမှုရတော့နည်းနည်းတော့စဉ်းစားခြင်းစရာပဲ။လော်ရိုက Brighton 2-0နဲ့နိုင်မယ်လို့မှန်းပြီး Southampton က Brighton 2-1နဲ့နိုင်မယ်လို့မှန်းတယ်။ပေါ်မှာဆင်ရလဲ Brighton 2-1နဲ့နိုင်မယ်လို့မှန်းထားပါတယ်။ဒီပတ်နေ့၃ရက်လုံးကတော့ Brighton အသင်းကိုအကြိုက်တူညီစွာနဲ့ရွေးချယ်ပေးထားတယ်ပေါ့နော်။တကယ်လဲကြိုက်ခြင်းစရာပဲကြီးရ။တည်ရင်မကြိုက်ရင်ရပြီပေါ့။ဘူဂီရန်နေအဲ့လောက်ထိသဘောမကောင်းဘူးဗျ။ Fulham လိုအခုနောက်ပိုင်းပွဲစဉ်တွေမှာကြာနေတဲ့အသင်းတစ်သင်းကို ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့အတင်းကတလုံးသွင်းရင်တဝက်လောက်ပျော်ရွှင်ခွင့်ရတဲ့အကျော်ပေးမှုမျိုးလောက်ပေးရမှာဒါပေမဲ့တည်မကြရင်ရပြီဆိုတော့တူတူချာနဲ့နဲ့နဲ့စဉ်းစားသင့်တယ်ကျွန်တော်ကတော့ဒီလိုပွဲတွေမှာအဲ့လို Brighton ကိုအရင်မယုံရဲဘူး Brighton ကဗျာပွင့်နေမြောင်း Arsenal မဟုတ်ဘူး Liverpool မဟုတ်ဘူးမစွန့်စားနိုင်ဘူးကျွန်တော်အဲ့အတွက် Fulham ကိုအားပေးချင်ပါတယ်နောက်တဲ့ပွဲက Palace နဲ့ Ipswich Town ဖြစ်ပါတယ်ခင်ဗျအဲ့ဒီပွဲရဲ့အကျော်ပေးမှုက Palace ကတကူးသွင်း တဝက်ဆုံးရှုံးမယ်ဆိုရဲအကြောပေးမှုပေးထားတာပါပယ်လစ်ကတော့ဒီလောက်မြင့်တဲ့အကြောပေးမှုပြန်ပေးရတယ်ဆိုတော့ဘလိုတော့မို့နော်လော်ရောက Ipswich 2-1နဲ့နိုင်သွားမယ်လို့မှန်းထားပါတယ်ဆောက်တန်ကတော့ပယ်လစ်1-0နဲ့နိုင်မယ်လို့ခန့်မှန်းထားပြီးပေါ်မဆင်က1-1တေပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်ဒီလူကြီး၃ယောက်လုံးခန့်မှန်းတဲ့ပုံစံအတိုင်းဆိုရင်သူတို့က Ipswich ရွေးတဲ့ပုံစံပဲဘာကြောင့်လဲပယ်လစ်ကတကိုးနဲ့နိုင်လို့မရအောင်နှစ်ကိုးနိုင်ရမယ်ကျွန်တော်သူတို့တော့အမြင်ချင်းတူတယ်ဒီပွဲကိုတော့ အဲ့တော့ကြ Ipswich Town ကိုအားပေးခြင်းနဲ့ Crystal Palace နိုင်မနိုင်ဗျာကျွန်တော်ကတ်နိုင်သွားလို့ Ipswich က AC ပဲအဲ့တော့ကြ Ipswich pray that လောက်ချင်ပါတယ်နောက်တစ်ပွဲကတော့ Liverpool နဲ့ Southampton ဖြစ်ပါတယ်ဒီပွဲတွေရဲ့အကျော်ပေးမှုကတော့ Liverpool ကနှလုံးအရှုံးမှာဒီပွဲပြီးရင် PSG နဲ့ပွဲကစားရမယ် Southampton ကတန်းဆင်းသွားပြီလို့ပြောရမယ်အတင်းအတင်းပန်တီတွေဘယ်လိုခံမှန်းသားသလဲ လီဗာပူး3-0နဲ့နိုင်မယ်လို့လော်ရိုကခံမှန်းထားပါတယ်။ဆောက်တန်ကတော့2-0ဖြစ်ပြီးပေါ်မာဆင်ကတော့4-0ဖြစ်ပါတယ်။အတုံးအောင်လုံးကတော့လီဗာပူးနိုင်မယ်လို့မှန်းထားတယ်။ခရစ်ဆောက်တန်အတိုင်းသာပွဲရဇက်ထွက်သွားမယ်ဆိုရင်တော့လီဗာပူးကအာရှရဲ့အကြောပေးမှုရရှုံးသွားမယ်ပေါ့နော်။ဒါပေမဲ့ဒီပွဲစီမှာ ကျွန်တော်ကလီဗာပူးပဲရွေးချယ်ရမှာပါ။ဘာကြောင့်လဲဆိုတော့တစ်ဖက်ကလုံးဝဆွမ်းဆောင်ရင်ပိုင်းမတည်ငြိမ်တဲ့အသင်းဟာလီဗာပူးက PSG နဲ့ကစားဖို့ရှိနေလို့ဘာညာဆိုပြီးမရွေးချယ်ရဲတာကတော့အမှန်ပါပဲ။ကျွန်တော်ရဲ့ preview ထဲမှာလည်းပါပြီးသွားပါပြီ။လီဗာပူးပြိတက်ပဲလှုပ်ချင်ပါတယ်ခင်ဗျ။ကဲကျွန်တော်နောက်ထပ်တပွဲကိုထပ်သွားအောင်။ Brentford နဲ့ Aston Villa ဖြစ်ပါတယ်။ဒီပွဲရဲ့အကျော်ပေးမှုကိုကြည့်မယ်ဆိုရင်တော့ Brentford ကတည်ကြရင်တဝက်ဆုံးရှုံးမဲ့အကျော်ပေးမှုမျိုး ပြန်ပေးထားတာပါ။ဒါက အတိတ်ပဲတော့သိမရှိဘူးပေါ့နော်အက်စတိုဗလာကလပ်ဘရူဂေးနဲ့ဘွဲရလဲပြဿနာထွေထူးတော့မရှိနေဘူးတကယ်လို့ဆိုရပါပြီโอเคအဲ့တော့ဘလူတွေခက်မှန်းထားတယ်လေလော်ရောက2-1နဲ့ဘရန်ဖို့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ဆောက်တန်ကလည်းဘရန်ဖို့2-1နဲ့နိုင်မယ်လို့မှန်ပြီးပေါ်မာဆင်ကအက်စတိုဗလာ2-1နဲ့နိုင်မယ်လို့မှန်ထားပါတယ်ဒီဘွဲစင်မှာတော့ကျွန်တော်ဘရန်ဖို့ကိုပဲရွေးချယ်ရမှာပဲအကြောပေးမှုကြီးကဒိဗယ်မရှိဘူးပေါ့နော်ပြင်းနေဘရန်ဖို့ကပြန်ပြီးတော့ပေးထားတာအနည်းဆုံး Bravo တည်ကြားနိုင်မယ်လို့ထင်တယ်အဲ့တော့ Bravo ကိုရွေးချယ်ပါရခင်ဗျာဟုတ်ကဲ့တလက်စားရမိဆက်ပေးချင်တာကတော့ကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုအကူအညီပံ့ပိုးထားတဲ့ Football Game မှာ Football Game မှာ money spoiler ကစားလို့ရပြီ promo code ဖြစ်တဲ့ fbg အကြီးစလုံး93လုံးကိုရိုက်ထည့်ပြီးကစားပေးပါဒီထက်ပိုပြီးတော့အသေးစိတ်သိကြတယ်ဆိုရင်ဘာပဲနမဲ့ကိုကျော်ကျော်13လုံး33လုံးမှာဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျကဲနောက်ထပ်တစ်ပွဲကတော့ hoverhander နဲ့ everton ပွဲစဉ်ဖြစ်ပါတယ်တဲတဲဆိုတဲ့အကြောပေးမှုပေးထားတာဖြစ်ပါတယ် everton ကလည်းဒီလောက်ထိတောင်မြင့်သွားပြီလားပေါ့နော် ဝေးဝေးမှာတော့သူကတဒယ်လောက်ပြန်ပေးနေပြီ။လော်ရိုဝမ်းဝမ်းမှန်းပါတယ်။ဆောက်တန်ကလည်းဝမ်းဝမ်းဖြစ်ပါတယ်။ပေါ်မဆင်ကတော့ Everton 2-1မှန်းပါတယ်။ဝူဖန်နဲ့ယုံအောင်လည်းကျွန်တော်တို့တစ်ချက်တော့ပြန်ပြီးသတိပြုရလိမ့်မယ်။တန်းစင်းဆုံး3သင်းနဲ့အမတ်ကွာဟာချက်အချင်းမြောင်းဆုံးအတင်းအဟူဗန်ဟန်နဲ့မှာအေဗာဒန်ကတော့တော်တော်လေးဟသွားပြီကျွန်တော်ကတော့ဒီပုတ်ကိုသုံးအောင်နဲ့အမြင်ချင်းကွဲတယ်ဟူဖ်ကိုအားပေးချင်ပါတယ်တရေကြဖို့များတယ်ပွဲတင်တဲ့ပွဲပါနောက်တစ်ပွဲကတော့ချယ်ဆီနဲ့လက်စတာစီးတီးဖြစ်ပါတယ် အကြောပေးမှုရ2တီပါလော်ရိုက Chelsea 3-0နဲ့နိုင်မယ်လို့မှန်းပြီးဆောက်တန်ကလည်း3-0နဲ့နိုင်မယ်လို့မှန်းပါတယ်ပေါ်မဆင်လည်းဒီရလက်ပဲဖြစ်ပါတယ်ဒီပုဂ္ဂိုလ်3ရောက်လုံး Chelsea 3ကိုပြနိုင်မယ်လို့မှန်းတဲ့အတွက်ကြောင့်ကြေးရကြည့်မယ်ဆိုရင် Chelsea နိုင်မယ်ဆိုတဲ့သဘောမျိုးပါပဲကျွန်တော်လည်းဒီပွဲစဉ်က Chelsea ကိုပဲသဘောကျတယ်ကိုပေဟီဂင်နဲ့ဘွယ်ကအဲ့လောက်ပြဿနာမရှိနေဘူးဗျာ Chelsea 2-0အတွင်းမလား3-0အတွင်းမလားဘလောက်ကြည့်ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့် Chelsea ကဲကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Tottenham Spurs နဲ့ဘုံမပွဲစဉ်ဖြစ်ပါတယ်အကြောပေးမှုကိုကြည့်မယ်ဆိုရင်တော့ဒေဒေဖြစ်ပါတယ်ဒါရုပ်ပြက်စင်းပြက်ပေါ့ဗျာပြောမယ်ဆိုရင် Spurs လို့အသင်းမျိုးကအိမ်ကွင်းမှာကစားရပါလေနဲ့ဘုံမကိုဒေဒေအကြောပေးမှုကတော့စဉ်းစားခြင်းစရာပဲလော်ရောက Tottenham Spurs 2-1နဲ့ sorry 2-0နဲ့နိုင်မယ်လို့မှန်ပြီး Southampton ကတော့2-2တည်ကြမယ်လို့ခမန်းထားပါတယ်။ပေါ်မှာဆင်ကတော့ဘုံမောက်2-1နဲ့ပြန်နိုင်သွားမယ်လို့ခမန်းထားပါတယ်။တကယ်ဆိုရင်တော့ဗျာကျွန်တော် Tottenham Hotspur အသင်းကိုပဲအားပေးချင်ပါတယ်ခင်ဗျာ။ ကဲနောက်တစ်ပွဲမန်ချက်စတာယူနိုက်တက်နဲ့အာဆနယ်လော်ရိုကတော့ IE 2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်ဆောက်တန်ကလည်းအာဆနယ်1-0နဲ့နိုင်မယ်လို့မှန်းပြီးပေါ်မဆင်ကတော့အာဆနယ်3-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်အကျော်ပေးမှုရဒါအစောပိုင်းထွက်တဲ့အကျော်ပေးမှုတွေက IE ကတကူးသွင်းတဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်ကျွန်တော်လည်းဒီပွဲစဉ်မှာဒီပုတ်ကို၃ရောင်းနဲ့အမြင်ရင်းတူပါတယ်အာဆနယ်ကိုပဲသဘောကျပါတယ်ခင်ဗျပွဲကျို30ချက်အပိုင်းနှစ်လောက်တဲ့အခါကျရင်အသေးစိတ်ကျွန်တော်ထည့်ပြီးတော့ဆွေးနွေးပြပါမယ်။နောက်ဆုံးပွဲကတော့ဝက်ဆန်နဲ့နယူကက်ဆယ်ပွဲဖြစ်ပါတယ်။ ဒီပွဲစဉ်ကတော့ Newcastle အသင်းကတရေတဝက်ဆုံးရှုံးခွင့်ပေးထားပါတယ်။ Loro က Watson 2-1နိုင်မယ်လို့မှန်းပြီးတော့ Southampton ကလည်း1-1မှာပေါ်မဆင်ကတော့2-0ဖြစ်ပါတယ်။ကျွန်တော်လည်း Watson ကိုပဲသဘောကျပါတယ်ခင်ဗျ။ Okay ဒါကတော့ဒီတစ်ပတ် Premier League Game Week 28ကိုနာမည်ကြီးပန်းနစ်သုံးယောက်ဖြစ်တဲ့ Loro Chris Southampton ပေါ်မဆင်တို့ရဲ့ခမန်းချက်တွေနဲ့အတူဒါကျွန်တော်ကိုခန်းတို့ကဝင်ရောက်ဆွေးနွေးခမန်းပေးခဲ့တာပါ။ဒီတဲကအကြောပေးမှုတွေကအစောပိုင်းအကြောပေးမှုတွေဖြစ်တဲ့အတွက်ကြောင့်ပွဲနာနေရင်တော့အပြောင်းလဲတချို့ရှိနိုင်ပါတယ်။ကျွန်တော်ညီကိုရဲ့ အကြိုက်အသင်းတွေလည်း comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြရသည်ခင်ဗျကျေးဇူးများကြီးတင်ပါတယ်